တစ်ဆက်တည်းပဲဣတိယကိုနာကြားရတော့ဘုရားဘာသာမြန်မာလူမျိုးများနဲ့ထေရဝါဒကိုဥဆောင်နေသောအရှင်မြတ်တွေကိုတစ်ခါတည်းလျှောက်လိုက်ပါတယ်။တနေ့မှနာမ၅၄ကြီးဟောပါတယ်။ဆရိစန်ဒီဝီကန်နေမှာ church ကိုသွားပြီး pray လုပ်ပါတယ်။ဒီလိုတရားပွဲကြီးတွေ Muslim တွေနဲ့မလုပ်ဘူးဟုတ်လား။ဒါဆိုဗလီထဲမှာဟောတာပဲရှိတယ်။အဲလိုဗလီထဲမှာ၅ကြီးဟောတယ်တစ်ခါတည်းရင်မင်း ဓမ္မစာပေအနေနဲ့လည်းကဘာဝမှာဗုဒ္ဓစာပေရအများဆုံးဟောပြောမှုမလဲအများဆုံးတရားစွမ်းနေလည်းအများဆုံးဤကဲ့သို့ဆောင်ရွက်နေပါလျက်နဲ့အဘဲကြောင့်ခရိယန်မွတ်စလင်ဘာသာတို့ထက်သန်းတထောင်လောက်กว่าနေရတယ်လေအဲ့ဒီချက်ကိုခင်ဗျားတို့စဉ်းစားပါ1962ခုနှစ်မှာဗြိတိန်နီကာအင်ဆာဂရီယာလို့ခေါ်တဲ့ဗြိတိန်နီကာဆွဲဆောင်ကြမ်းကြီးထွက်လာပါတယ်အဲ့ဒီခဲမှာ62ခုနှစ်လူကြီးသန်း2400ဝန်းကျင်မှာ ဘုရားဘာသာတူရည်တန်ရှင်း150ရှိခဲ့ပါတယ်မှန်တယ်နော် The Britannica Encyclopedia ဆောက်တိုင်းပြောတာပါတန်ရှင်း150ရှိပါကဘာမှာတူရည်တန်2400နေဒီမှာရှိသေးတယ်ဒီကနေ့တန်6000ရှိသွားပါပြီ1962ကထွက်ဝယ်လေတော့ဆောက်140ကျော်2000ခုနှစ်ရောက်လာပါ338တန်းတို့ကျဆင်းသွားပါပြီခရိယန်တန်1800အစ္စလမ်တန်1300 ဟိန္ဒီ390ဗုဒ္ဓဘာသာ338တန်း why ခဲအဲ့ဒီမျိုးမျိုးပြပါပေါ့ရှာပါဓမ္မရှင်ရှင်ဥပဒနာကပြောရပါသည်ကင်းဘရစ်ယူနီဗာစီတီရထုတ်ဝေသော Mr. John Boger ရဲ့ World Religion South ဆာမင်နာတိုင်ပြောလိုက်ခြင်းဖြစ်ပါတယ်နော်ဟုတ်လား338တန်းအဲဒီ338တန်းမှာအရှိတောင်အာရှဆင်နိုင်ငံတွေကဗုဒ္ဓဘာသာဥယျာဉ်185တန်းနှုတ်ကြည့်လိုက်ကဘာမှာ ကဗတ်ပြင်ပမှာဤရှိတော်အားရှာရဲ့အပြင်ပမှာသံတရာကျော်ပဲရှိတယ်။ Why? ဟုတ်လားတချိန်တခါတော့အင်ဒိုနီးရှားနိုင်ငံကြီးတနိုင်ငံလုံးစီဗုဒ္ဓဘာသာအပြစ်ဖြစ်ခဲ့ပြီးဒီနေ့1.0ရာလို့ပဲရာခိုင်နှုန်းမှရှိပါတယ်။ဘရူနိုင်းနိုင်ငံစီတရားဝင်မွတ်စလင်ဘာသာဖြစ်ပါတယ်၁၂ရာခိုင်နှုန်းရှိတယ်ဗုဒ္ဓဘာသာ။အင်ဒိုနီးရှားနိုင်ငံမှာမွတ်စလင်69ရာခိုင်နှုန်းဗုဒ္ဓဘာသာ1လောက်ပဲရှိပါတယ်။ ထေရဝါဒဘုံကြီး၅ပါးနည်းပဲရှိပါတယ်။ထေရဝါဒကျောင်းမှာ2000နည်းလောက်ကျန်နေပါတယ်။ကျောင်းနေဒီတိုင်းပဲရှိပါတယ်။ဘုံကြီးမရှိပါဘူး။ဒါဆိုရင်အဆောက်အဦးသည်သာသနာမဟုတ်ဘူး။ပရိယကိုဘယ်လိုသင်ရမလဲ။ပရိဘက်ကိုဘယ်လိုကျင့်ရမလဲ။ပရိဝေရဆိုင်အောင်ဘယ်လိုနေရမလဲ။သီလသမာဓိအဲ့ဒီအနှစ်သာရများသည်လားသာသနာ။ရဲ့လည်းတော့ကြောက်။သာသနာသည်အဆောက်အဦးမဟုတ်ပါ။သာသနာသည်အဲ့ဒီဘုရားဘုရိုးတွေကြီးပဲခွတ်တယ်နေလို့လည်းသာသနာဖြစ်ဘူး။ဘုရားတွေကြီးပဲတည်နေတယ်နဲ့သာသနာပြုတာမဟုတ်ဘူး။ ကျောင်းလေရေးဆောင်တဲ့တာအဆောက်အဦသာသနာ့ဒီအဆောက်အဦမှာမတည်ဘူး။ဒါအဆောက်အဦမရှိအောင်လားရှိရမယ်။ဓမ္မယုံကြီးနေရှိတဲ့ပိတ်ထားတယ်ဘာလို့ချွေလုံးမရပါဘူးညဓမ္မယုံကြီးအများကြီးပိတ်ထားတယ်။အဲဆိုတော့ခင်ဗျားတို့ဗျာမဆိုတော့စွန့်ရင်ဓမ္မယုံ။